မိတ်ဆွေမဟုတ်တဲ့ပုဂ္ဂိုလ်ကမလုပ်တတ်တော့ဆိုကိုအမတန်မှရင်းနှီးပြီးကိုအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကိုရဲ့ရှိုးဝဲချက်ကိုပြောတတ်တယ်ဒီပုဂ္ဂိုလ်ဟာသူ့ရဲ့ကိုရဲ့ရှိုးဝဲချက်ကိုဘယ်တော့မှကိုမပြောဘူးသူ့ရဲ့ရှိုးဝဲချက်ကိုကိုဘယ်တော့မှမပြောဘူးအဲ့တော့ရင်းနှီးမှပြောတာအဲ့တော့မရင်းနှီးဘူးဆိုတာကိုရဲ့ရန်သူပဲကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ် ကိုအကျိုးစီးပွားကိုလိုလိုက်ရင်သူ့ရဲ့ရှုပ်ဝက်ချက်တွေကိုပြောမှာပဲဒီလိုဆိုလို့ရနော်လူဟာယဉ်နိပြီဆိုလို့ရှင်နော်ပုပ်ပွေလင်းလင်းအားလုံးအတိပေးပြီးပြောကြားထားလို့ရှိတာဟုတ်အဲ့တော့ယဉ်နိမှုမယဉ်နိမှုဆိုတာဘာနဲ့တိုင်းတားရမလို့ဆိုသူ့ရဲ့ရှုပ်ဝက်ချက်တွေကိုပြောပြီဆိုရင်တော့ဒါယဉ်နိတယ်လို့ပြောမှတ်ကိုအကျိုးစီးပွားလူလားတယ်လို့ပြောတတ္တဂုံရှင်နရုဟတိသူ့ရဲ့ရှုပ်ဝက်ချက် ကုန်းရှမ်းသူ့ရဲ့ရှုပ်ဝက်ချက်ကိုလည်းဘယ်တော့မှမဖော်ထုတ်ဘူးကမ္မန္တတနဝနေတိလူတယောက်ရဲ့လုံးသမျလုပ်ငန်းတွေဘယ်တော့မှမချီးမွမ်းဘူးတဲ့နံပါတ်7ကဘယ်တော့မှမချီးမွမ်းဘူးသူလုံးသမျကဲ့ရှုပ်ချနေတယ်နံပါတ်7ကျတော့ပညတနပတံသူဘလောက်ပဲတောတော်နော်သူအကြီးချင်းတွေဘလောက်ပဲကောင်းကောင်း ဘယ်တော့မှမချင်းမမှုအဲ့ဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူးဒါလို့ဆိုဘယ်တော့မှမချင်းမချင်းမနဲ့ဆိုမလုပ်ဘူး73ခြားတော့အဘဝေနန္တတိတတအေအဘဝဆိုတာပျက်စီးပြီးဆုံးယုတ်ပြီးຢာရူးကြသွားတယ်ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်နော်ကိုယ်သိခါတွေကင်းမဲ့တယ်တစုံတစ်ခု ဆိုရုပ်ပြပြမှုနဲ့ကြုံပြီဆိုရင် तू ကဝမ်းသာရာထူးကြပါရင်ဒီကောင်ရာထူးကြသွားပြီအာဒီကောင်စီးစိမ်ဥစ္စာတွေဆုံးသွားပြီဒီလိုဆိုရင် तू ကဝမ်းသာတယ်တခုမကောင်းတာဖြစ်တယ်ဆိုရင်ဝမ်းသာအဲ့ဒီလိုဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုတခုမကောင်းတာဖြစ်လို့ဝမ်းသာတဲ့ပုဂ္ဂိုလ်ကိုအကျိုးစီးပွားမလိုလားတဲ့ပုဂ္ဂိုလ်နံပါတ်34ကဘဝေတ္တနတ္ထံ ကိုကြီးပွားတိုးတက်လာတယ်။ယာရုတက်သွားတယ်။စီစဉ်ဥစ္စာတွေတိုးတက်လာတယ်လို့သတင်းကြရင်ဘယ်တော့မှသူကမကြိုက်ဘူး။အာဒီကောင်ခဏပါဒီလိုပဲပြောနော်။ကျင့်နဲ့အားရချင်းမဖြစ်ဘူးတဲ့။အဲ့ဒါလေဒီကိုယ့်အကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတရားပဲ။ဟောနံပါတ်35ကြာ အစ္ဆေရံဘောဇနံလတ္တတတ္တနုပိစတိတတိစာကောင်းတောက်ဖွဲ့စာနေကြအစာမဟုတ်ဘူးအဩဝယ်အစာစာဆိုတာတစ်ခါတစ်ခါမှရတဲ့အစာစာမျိုးပေါ့ထူးထူးဆန်းဆန်းအစာအာဟာရမျိုးလေးနိုင်ငံညာကဖြစ်ဖြစ်လက်ဆောင်ရတာပဲဖြစ်ဖြစ်ကြီးသွားလို့ရလာတာပဲဖြစ်ဖြစ်တစ်ခါမှမစားဘူးသေးတဲ့ထူးခြားတဲ့အစာအစာလေးတွေတွေ့လာရင် သူ့ကိုဘယ်တော့မှတတိမရဘူးနော်ပြီးရင်စအာနပါနမိဆိုတာလူတွေရဲ့သဘာဝကောစားကောင်းတောက်ခွက်လေးတွေ့ရင်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်တတိရတယ်လို့ဆိုတာဟုတ်သူကအဲ့ဒီမှာတတိမရဘူးဆိုသူဟာကိုကျိုးစီပေါင်းလို့လာတဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့မဖြစ်နိုင်ဘူးတဲ့လို့ဆိုနံပါတ်16နောက်ဆုံးအချက်ဘာလို့ဆိုတတောနနာနုကံပတိ နော်အဟောတောပိလဘေယိတောအဲ့ဒီလိုကိုရထားတဲ့ထဲကလည်းသူလဲရပါစေသို့မဟုတ်ကိုရထားတာကိုခွဲဝေပေးတာမျိုးသို့မဟုတ်သူကိုရစေခြင်းနဲ့စိတ်ဓာတ်မျိုးလေးမပေါ်ဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဘယ်တော့မှကိုကြိုးစီပါမလို့လားတယ်ခေါ်ဘူးတဲ့ဒီလိုဆိုတယ် သူလည်းရပါစေဆိုစိတ်ထံမှာရှိကိုရထားတဲ့အာဟာရမျိုးကိုသူလည်းရပါစေဆိုတဲ့သူ့ပေါ်မှာကျင်လာတဲ့အတွေးနဲ့တွေးတာတခါမှမလုပ်ဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုကျိုးစီပေါင်းလို့လာတဲ့ပုဂ္ဂိုလ်ဟုတ်ဘူးအားလုံးပေါင်းလိုက်တော့36မျိုးအဲ့ဒီ36မျိုးသောအခြေအနေအချက်လက်တွေကိုကြည့်ပြီးလို့ရှိရင်ဒီလူဟာကိုယ့်ရဲ့မိတ်ဆွေမဟုတ်ဘူး ကိုရန်သူသို့မဟုတ်ကိုကျိုးစီးပွားကိုမလိုလားသူအမိတ်တာတာဖြစ်တယ်လို့ဒီလိုသိပါလို့ဟောတာကြည်ယုံနဲ့လူတယောက်ကိုအကဲခတ်ပြီးအပေါင်းသိနိုင်တဲ့ပုဂ္ဂိုလ်လားငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားငါရန်သူလားငါမိတ်ဆွေလားဆိုတာဒီလိုသိတိုင်ပါတယ်လို့ဒီစာကဒီလိုဟောကြားတာဖြစ်တာက ရှန်သူရဲ့အခြေအနေတွေကိုပြောပြတဲ့စကားတစ်ခုအလုံး36မြို့အိစေတေသောလတ္တကာရအမိတ္တသမိန်ပဋိဋ္ဌိတာကိုကျိုးစီပွားမလိုလားတဲ့ပုဂ္ဂိုလ်ပေါ်မှာတွေ့ရတဲ့အချက်အလက်36မျိုးခုပြောတဲ့အချက်လက်36မျိုးကိုကိုကျိုးစီပွားကိုမလိုလားတဲ့ရန်သူတွေမှာတွေ့ရတဲ့အချက်တွေပဲဖြစ်တယ် ယေဟိအမိတံဇာနေယထိတ်တဝါသုတ်တဝါသဗ္ဗန္တိတုစေသညာရှိတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်လက်တွေကိုကြည်ပြီးတော့ဖြစ်စေနားထောင်ပြီးတော့ဖြစ်စေဒီပုဂ္ဂိုလ်ဟာကိုယ့်ရဲ့ကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေမဟုတ်ဘူးလို့အတိမတ်ပြုပါအဲ့တော့လောကမှာလူတွေပေါင်းသက်ဆက်ဆံနေကြရတာလူဆိုတာနော်အတွင်းစိတ်ဓာတ်နဲ့လောက်ရကူမကြည့်လို့ရှိရင်လူဟာတူတူပဲဖြစ်နေနော်အ ဒါကြောင့်လူကောင်းလားလူဆိုးလားဆိုတာလူဆိုးမှဂျိုးပါတာမှမဟုတ်တာဟုတ်ဂျိုးမပါတော့လူဟာလူပဲလေလူအသွင်နဲ့တော့ရှိနေမှာသို့တော်သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့လုံရသူ့ရဲ့ပြောဆိုမှုတွေကြည့်အကဲခတ်ပြီးတဲ့အခါမှာဒီလူဟာငါအကျိုးစီးပွားကိုလိုလားတဲ့ပုဂ္ဂိုလ်လားဒီလူဟာငါအကျိုးစီးပွားကိုမလိုလားတဲ့ပုဂ္ဂိုလ်လို့ဆိုသိရှိကြရမှာဖြစ်တယ်သိရှိထားတဲ့အတိုင်း ရှောင်းသိတဲ့ပုဂ္ဂိုလ်ရှောင်းရမယ်။ပေါင်းသိဆက်ဆံသိတဲ့ပုဂ္ဂိုလ်ပေါင်းသိဆက်ဆံ။လူလောကရောက်လာရင် ပေါင်းသိဆက်ဆံမှုကအရေးကြီးဆုံးပဲလို့ဆို။